မေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းမှုရည်ရွယ်တဲ့အမိန့်ကိုမတ်လ20ရက်ကလက်မှတ်ရေးထိုးခဲ့ပါတယ်။ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ အမေရိကန်လူအခွင့်အရေးရည်မှန်းချက်ဖြစ်တဲ့ပညာရေးဝန်ကြီးဌာနကဖက်ဒရယ်အစိုးရထိန်းချုပ်မှုအောက်ကနေဖယ်ရှားလိုက်တာဖြစ်ပြီးပညာရေးကိုအမေရိကန်ပြည်နယ်အစိုးရတွေကကင်တွယ်ဖို့တမရဒေါ်နယ်ထရမ့်ကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းဖို့အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။အေဗီရိုရဲ့အရှိတ်ဘက်ခန်းမတွေမှာခြားထားတဲ့ဇပွဲကုန်တွေမှာထိုင်နေတဲ့ចောင်းသားចောင်းသူတွေဝင်ရမီထရမ့်ကအထူးခန်းနာမှာအမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်အဲ့ဒီအမိန့်ကိုကင်မြောက်ပြပြီးပြုံးနေခဲ့ပါတယ်။အမိန့်က ဖက်ဒရယ်ပညာရေးဝင်ကြီးဌာနကိုတခါရဲဖြတ်သိမ်းတာကိုစတင်မယ်လို့ထရမ့်ကပြောပါရယ်။ကျွန်တော်တို့ကပညာရေးဝင်ကြီးဌာနကိုပိတ်တော်မှာပါတက်နိုင်သမျှမြင်မြန်ပိတ်တော်မှာဖြစ်ပါရယ်။ ပညာရေးဝန်ကြီးဌာနကကျွန်တော်တို့အတွက်မကောင်းပါဘူး။ကျွန်တော်တို့ကပညာရေးကိုပြည်နယ်ရေးထံပြန်ပေးသွားမှာဖြစ်ပါတယ်။ပညာရေးကိုပြည်နယ်ရေးကပိုင်ဆိုင်ပါတယ်လို့ထရမ်ကပြောပါတယ်။ Wall Street Journal ကမလ9ရက်မှာပြန့်နှံ့လာတဲ့သမရအမိန့်မူကြမ်းကိုကိုးကားဖော်ပြခဲ့ရမှာဥပဒေကခွင့်ပြုထားတဲ့စီလျော်မှုရှိတဲ့အမြင့်ဆုံးအတိုင်းအတာကိုအခြေခံပြီးပညာရေးဝန်ကြီးဌာနကိုပိတ်ဖို့လိုအပ်တဲ့အဆင့်အာလုံးချမှတ်ရေးအတွက်ပညာရေးဝန်ကြီးလင်တာမတ်မာဟွန်ကိုညွှန်ကြားထားတယ်လို့အဲဒီတော့ကသမရအမိန့်မူကြမ်းမှာဖော်ပြထားပါတယ်။အမိန့်ကြောင့် ပညာရေးဝန်ကြီးလင်ဒါမတ်မာဟွန်ကပညာရေးဝန်ကြီးဌာနကိုပိတ်ဖို့နဲ့ပညာရေးလုံခြုံရေးခွင့်အာဏာကိုပြည်내အစိုးရတွေထံပြန်ပေးဖို့အထောက်အကူဖြစ်စေမဲ့လိုအပ်တဲ့အဆင့်တွေအားလုံးကိုဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ဒီမိုကရက်တီနဲ့ကျောင်းဆရာတွေကပညာရေးဝန်ကြီးဌာနကိုဖျက်သိမ်းတာကိုဝေဖန်ရှုံချခဲ့ပါတယ်။စီးနိတ်ထဲကထိတ်တန့်ဒီမိုကရက်တူဖြစ်တဲ့ချန်ရှူမာကအခုလောက်ရဲ့ဟာအာနာရှင်ဆန်နဲ့အာနာစုပ်ကင်မှုဖြစ်တယ်လို့ပြောကြခဲ့ပြီးထရမ့်လုံဆောင်တဲ့ဖျားအပြင်းဆုံးထိခိုက်မှုအကြီးဆုံးအဆင့်တွေလို့ပြောကြခဲ့ပါတယ်။